လောကီလမ်းကြောင်းရှောက်နေတဲ့ပုံကိုရဘာဖြစ်လို့ညာတင်ကုတ်ကိုအသေးအံလိုချင်နေကြရလဲညာတင်ကုတ်ကိုဘလို့ပုံကိုရဘလို့ရည်ရွယ်ချက်တွေနဲ့စီရင်ခဲ့ကြရလဲဖះမဟုတ်ညာတင်ကုတ်ကင်ကြီးလက်တဆုပ်ပညာကဲတခန့်မြုပ်လှုပ်ကြီးဂလုတ်ဂလုတ်တိတူဖော်စာမတိတူကြောသွား စားတဲ့တပောင်လေးနဲ့နာမည်ကျော်ကြားလူသိများတဲ့ညာတင်ကုတ်အချောင်းလေးဖြစ်ပါတယ်ဗျာ။ဘုရားမဟုတ်ညာတင်ကုတ်ဆိုတဲ့အတိုင်းပဲညာတင်ကုတ်ရဲ့ပုံမှန်တံံကဘုရားစင်းနူတော်နဲ့တော်တော်လေးကိုဆင်တူပါတယ်ဗျာ။ရုပ်တရက်မသိရဲ့လူသူလူကိုလူဆိုလို့ရှိရင်ဒါဘုရားထင်ပြီးတော့ပဲဥကုံချမိပါလား။သိကြပါတယ်ဗျာ။ညာတင်ကုတ်ရဲ့တမိုင်းကိုကျွန်တော်တို့ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီညာတင်ကုတ်တွေကမနေ့တစ်နေ့မှပေါ်လာခဲ့တာမဟုတ်ဘူးဗျာ။တကယ်ကမတိုင်ခင်ခေနောင်းပိုင်းတွေကရှိနေခဲ့တဲ့ကမရအစီအရင်တွေဖြစ်ပါတယ်ခင်ဗျာ။တချို့သောတမိုင်းတွေကိုကြည့်ပြန်တော့လေအနော်ဒါမင်းတရားကြီးရဲ့လက်ထက်မှာယုံကြည်ကိုးကွယ်သူလူမျိုးစုတစုကသူတို့ကိုးကွယ်ကြတဲ့စင်းနူတော်လေးတွေဖြစ်တယ်လို့လည်းပြောကြတယ်ဗျာ။ ဘလို့ပဲဖြစ်နေပါစေညာတင်ကုတ်ဆိုတာတော့ဖျားမဟုတ်တာတော့သိကြတယ်ဗျဒီเจ้าတွေကိုပြောမယ်ဆိုလို့ရှိရင်လည်းရာဇဝင်တွေများသလိုတက်တိနားလေတဲ့ဆရာတွေရဲ့အာဘော်တွေကလည်းအများများပါတချောင်းတို့တခါတာတရွာတပုတ်ဆဲဆိုသလိုပဲကျွန်တော်လည်းရှာတွေ့သမျှတွေထဲမှာမှအတိအကျအခိုင်အမာဆုံးဖြစ်မယ်ဆိုတဲ့အချက်လက်လေးတွေကိုစုဆောင်းပြီးတော့တင်ဆက်ပေးလိုက်ပါခင်ဗျာညာတင်ကုတ်ကတော့လောကီပညာရဲ့ဘိုင်းကိုလိုက်စားနေတဲ့ဆရာတွေကစီရင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာသူကဂမ်ဘီယာပစ္စည်းတစ်ခုထက်ကိုမပိုပါဘူးဗျာအဓိကကတော့သူကအကြက်ရဲ့လမ်းကြောင်းကိုလိုက်နေတဲ့ဆရာတွေနဲ့ပုံပြီးတက်ဆိုင်တယ်လို့ပြောတယ်ဗျာအတူတွေလည်းပေါ်သလိုမျိုးမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဈေးကြီးပေးပြီးတော့ဝယ်နေကြတာကျွန်တော်မြင်နေရ ူ့ရဲ့အစွမ်းကတကယ်လို့ညာတင်ကိုအစ်စ်တာဆိုလို့ရှင်လိုတားရတယ်လို့တော့မှပြောကြတယ်ဗျ။တချို့ကလည်းဗာပြီးတယ်ညာပြီးတယ်ဆိုရင်ပြောကြတယ်လို့လည်းရှိပါတယ်။ဒီမှာပြမှာတော့ညာတင်ကုန်းနဲ့ပတ်သက်ပြီးတော့သမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှင်တချို့က73ခုရှိတယ်လို့လည်းပြောကြတယ်။တချို့ကလည်း12ခု၊တချို့ကလည်း9ခု6ခုလောက်ပဲရှိတယ်လို့ပြောကြတယ်။တကယ်သမိုင်းနဲ့ပတ်သက်ပြီးတော့တိတိကျကျလိုက်ပြီးတော့လေးလာလိုက်စားထားတဲ့ပုံကိုယ်တွေပြောတာကြတော့ မြမပြည်တပြည်လုံးမှာမှာညာတင်ကုတ်ကနှစ်ခုပဲရှိတယ်လို့ပြောတယ်။ဒါတော့မှတစ်ခုကနေတယ်နေမှာရှိတဲ့ဘုရားတဆူမှာထာဗနာလိုက်ပြီလို့လည်းကျွန်တော်တို့သိရပါတယ်ဗျ။ကျွန်တော်ကိုယ်တိုင်လည်းညာတင်ကုတ်ပေါင်းများစွာကိုတွေ့ရှိခဲ့ပူပါတယ်။ဘုရားအစ်စ်လည်းအတူလဲတော့ကျွန်တော်တခါမှတော့မဆန်းဘူးပါဘူး။ကျွန်တော်ကိုယ်တိုင်ကိုကြမကြသေးခင်ကမှကင်ခဲ့ဘူးတဲ့ညာတင်ကုတ်လေးတစ်ခုကိုလည်းဒီဗီဒီယိုလေးအစုံမှာကျွန်တော်ဘုဒ္ဓရာဖြစ်နေထည့်ပေးထားပါသေးတယ်။သူ့ရဲ့အချိုးအစားအရဆိုလို့ရှိရင်4.6စင်တီမီတာလောက်ပဲရှိပါတယ်။ညာတင်ကုတ်ရုပ်ထုတွေကိုကျွန်တော်တို့ကဘုရားအမတ်နဲ့ဘုရားကျောင်းဆောင်တွေမှာတင်ပြီးတော့ဘိုင်းအဉ္ဇန်စီမီးတွေနဲ့ကျွန်တော်တို့ကပူဇော်လိုက်မယ်ဆိုလို့ရှိရင်ညာတင်ကုတ်ရုပ်ထုတွေကမျက်နှာလွဲသွားတာတို့နောက်ကိုစောင်းသွားတာတို့ ဖြစ်သွားတတ်ပါတယ်ဗျာဒါကတော့လောကီပညာရကြည့်မယ်ဆိုရင်တော့ထူးဆန်းတဲ့အကြောင်းအရာတစ်ခုလို့ဖြစ်ပါတယ်သို့တော်ညာလဲကျွန်တော်တို့သိပ္ပံနည်းရတော့လကောင်းတက်သဘောရတော့လကောင်းကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့အသိပီးထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဗျာဘာလို့လဲဆိုတော့ဖျားဆင်းလို့တော့ရှိမှာပူဇော်ထားတယ်ဖျောင်းနိုင်မီအချိန်နဲ့ညာတယ်ကုတ်ကိုပြုတ်လုထားတယ်ပဓာနဲ့ကမတည့်ဘူးဗျာဆိုတော့ပဓာနဲ့မီးနဲ့တွေ့တဲ့အခါမှာတက်သဘောအရာကျွန်တော်ကတန်လိုက်အဖို့ဖို့ရင်တွုံးတလုံးမျိုးတွုံးခံသွားတဲ့သဘောဖြစ်ပါတယ်ညာတင်ကုန်းရုပ်ထုအများစုကဗရက်ရှင်တွေဗရက်ရည်နဲ့ပြည့်လုံထားတဲ့ပြည်ကြောင်တော့ဗရားရဲ့အစွမ်းနဲ့စွမ်းနေရမျိုးလည်းရှိရပြီ။ ညာတင်ကုတ်တွေမှာဗရားရည်အလိုက်ဆိုပြီးတော့သူကအဖြူနဲ့အနေနဲ့လဲကွဲပါသေးတယ်ဗျ။ရွှေနဲ့ဗရားနဲ့ရောပြီးတော့အဲ့ဒီရုပ်ကိုစီရင်ထားရဆိုလို့ရှိရင်အရုပ်ရဲ့အယောင်ကအဖြူယောင်ထွက်ပါတယ်။တကယ်လို့ငွေနဲ့ဗရားနဲ့ရောပြီးတော့စီရင်ထားမယ်ဆိုလို့ရှိရင်အရုပ်ရဲ့အယောင်ကအနေယောင်ထွက်မှာဖြစ်ပါတယ်။တချို့တချို့တော့ဗရားခဲနေတဲ့ရုပ်ထုတော်တော်များများမှာလဲပလင်ရဲ့အောက်ခြေမှာဗရား၅ချက်သားလောက်ထည့်လို့ရတဲ့တပိတ်ချမ်းတွေကိုမြင်ရတတ်ပါတယ်ဗျ။ညာတင်ကုတ်တွေရဲ့ထူကြချက်တွေကတချို့အချက်တွေကတော့ပလင်ရဲ့အောက်မှာလက်ဗိုလ်ရာပါတာမျိုးတွေညာတင်ကုတ်ရုပ်ထုတွေရဲ့ကြောပတ်မှာအင်းချက်တွေပါတာမျိုးတွေရင်မှတ်မှာအင်းချက်တွေပါတာမျိုးတွေတချို့တော့စားနာဘဝအင်းတွေ ကတ်ထားတာမျိုးတွေလည်းတွေ့ရတယ်ပေါ့။နောက်ထပ်ထူးခြားမှုတွေကတော့ညာတင်ကုတ်ကိုကျွန်တော်ကဖို့ထိုးတဲ့ပုံစံမျိုးနဲ့လုပ်ပြီးတော့လုံထဲမှာထည့်လိုက်မယ်ဆိုလို့ရှင်။သူက၃ချိန်၃ငါတိတိကြိုက်တဲ့လုံထဲမှာပြန်ထည့်ပေါ့။ပထမမူလလုတ်ထားတဲ့ပုံတိုင်းပဲအံဝင်ခွင့်ကြပြန်ပြီးတော့ပေါ်တက်ပါလေလေဗျ။တကယ်လို့၃ချိန်၃ငါကြော်သွားတဲ့ရှင်တော့ဒီညာတင်ကုတ်ကပြတ်သွားတယ်ပါလေဗျ။နောက်ထပ်သူ့ကိုဆန်းလို့ရတဲ့နည်းကတော့ ဆက်နိုးထားတဲ့ကားရဲ့ dashboard ပေါ်မှာတင်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီကားကရုတ်တရက်ဆက်ရက်သွားတတ်ပါတယ်ဆက်လုံးဝပြန်ပြီးတော့နှိုးလို့မရတော့ပါဘူးနောက်တစ်မျိုးဆန်းလို့ရတာတော့ဗရား90သားလောက်ထည့်ထားတဲ့စတီးချိုင်ထဲမှာညာတင်ကုတ်ရုပ်ကိုကျွန်တော်ထည့်ကြည့်လိုက်မှာပေါ့အဲ့လိုထည့်လိုက်တဲ့ချိန်မှာညာတင်ကုတ်ရုပ်ကငငယ်လေးနေတော့သိပြဿနာတော့မရှိဘူးတိုးတိမတူကယိုင်သွားတာလဲသွားတာလဲသွားတာမျိုးဆိုလို့ရှိရင်ကျွန်တော်ကပြောရမှာတခုရှိအဲ့ဒါဘာလဲဆိုတော့မင်းုံကရောင်းဝယ်မရှိတာသိကြတယ်ဆိုလို့ရှိရင်ထူးခြားမှုပြပေးပါလို့ပြောလို့ရပါတယ်အဲ့လိုပြောလိုက်လို့များညာတင်ကုတ်ရုပ်ကဗရားတွေကိုများတက်တဲ့ကြီးနေဝင်သွားတယ်ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့လုံးဝရောင်းဝယ်မရှိဘူးဆိုတဲ့သဘောဖြစ်ပါတယ် ယ်ဆိုတာတော့ကျွန်တော်နဲ့ပဲထိုက်တယ်ပေါ့နော်ဒီသဘောဖြစ်ပါတယ်ဗျာ ောက်တစ်မျိုးဆန်းလို့ရတဲ့နေရာတော့ညာတင်ကိုရဲ့ဥကောင်းတက်တဲ့ကိုကျွန်တော်တိမ်ဝင်အက်နဲ့ထိုးကြည့်လို့ရတယ်တကယ်လို့ညာတင်ကိုအစ်စ်တာမှန်တယ်ဆိုလို့ရှိရင်အဲ့တိမ်ဝင်အက်ကဘလို့မှထိုးလို့မရဘူးဆိုတော့ကျွန်တော်ပထမပြောသလိုပဲတန်လိုက်အဖို့ဖို့ချင်းထိုးသလိုပဲသူက against ဖြစ်နေပါလိမ့်မယ်လုံးဝညာတင်ကိုရဲ့ဥကောင်းစီကိုအက်ကလုံးဝမရောက်စေရပါဘူးတကယ်လို့ရောက်သွားပြီးထိသွားတယ်ဆိုလို့ရှိရင်တော့ညာတင်ကိုအစ်စ်မဟုတ်ပါဘူးဗရားမှာဆိုလို့ရှိရင်ဗရားအဖြူတည်တတ်စားလို့ရှိရင်ဗရားအနီတေကပို့ပြီးတော့စွန့်တယ်လို့လည်းသိရပါတယ်ဒါပေမဲ့လည်းဗရားအဖြူကိုတော့တော်တော်လေးကိုတွေ့ရခဲ့ပါတယ်ဗျာတကယ်လို့ဗရားအဖြူတည်နေများလှုပ်ထားတဲ့ညာတင်ကိုကိုတွေ့ရမယ်ဆိုရင်အဲ့ဒီညာတင်ကိုကျွန်တော်က ညာတင်ကိုအဖြူလို့လည်းသုံးလို့ညာတာရှိပါတယ်။လောကီလမ်းကြောင်းရှောက်နေတဲ့လူတယောက်မဟုတ်ဘဲနဲ့ကံကောင်းထောက်မလို့များကိုစီကိုညာတင်ကိုအယုံများရောက်လာခဲ့တယ်ဆိုလို့ရှိရင်သူကသုံးရင်သုံးတတ်တယ်လို့အစွမ်းရှိပါတယ်။များသောအားဖြင့်လူခေါ်တဲ့နေရာမှာလည်းသူကသုံးလို့ရသေးတယ်။ဥပမာအဖြစ်ကျွန်တော်ကအဲ့ဒီရုပ်ကိုကင်ထားပြီးတော့ဥပမာမောင်ဖြူရဲ့မင်းငါစီကိုတော့အမြန်ဆုံးနီးနဲ့မေမေရောက်ရအောင်ပြန်လာခဲ့ကွာဆိုကျွန်တော်ပြောလိုက်မယ်ဆိုရင်အဲ့ဒီမောင်ဖြူကကျွန်တော်ဒီနေ့ဒီရက်အဲ့ဒီအယုတ်ကိုကျွန်တော်အမိန်ပေးတယ်လို့မျိုးနောက်နေ့မှာ အောင်ဖြူကကျွန်တော်စီကိုဒေချာပေါပြန်ရောက်လာတတ်ပါတယ်ဗျ။ဆိုတော့ तू ကလိုရာဖြည့်ပေးတတ်တဲ့သဘောပေါ့ဗျာနော်။တန်မှန်လူဆိုပေမဲ့လည်း तू ကတော့တီလာတမာရီနဲ့တော့နည်းနည်းပြည့်စုံမှုတော့လိုတာပေါ့ဗျာ။ညာတင်ကိုအစ်စ်တွေမှာပါတတ်တဲ့လက္ခဏာတွေကတော့မှုကိုကြက်ပါတာတို့။တချို့ကလည်းအင်းပါတာမပါတာနဲ့တတ်မှတ်ချတယ်။တချို့ကလည်းညာတင်ကိုတွေရဲ့ဖင်မှာလက်ပူရပါတာမပါတာနဲ့တတ်မှတ်ချပါတယ်။ကြောက်ကြပြန်တော့လေကျွန်တော်ရှေ့မှာပြောခဲ့သလိုညာတင်ကုတ်ကိုအေးဖြော်လိုက်တယ်လောင်းချလိုက်တယ်သူကအေးခဲသွားသည့်တိုင်အောင်ဒီပရားတွေက မူလပုံစံတိုင်းပြန်ပြီးတော့ပေါ်တတ်တာမျိုးပေါ့အဲ့လိုမူလပုံစံတိုင်းပြန်ပြီးတော့မပေါ်ဘူးဆိုလို့ရှင်တော့ဒါကမားနေပါဒီပစ္စည်းတွေကတော့တိတ်တိဝင်ပစ္စည်းဖြစ်တဲ့အတိုင်းပဲသာသနာကိစ္စတွေဘာသာရေးကိစ္စတွေမှာအသုံးပြုမယ်ဆိုရင်တော့ပို့ပြီးတော့အစွမ်းထံမှာဖြစ်ပါတယ်အဓိကကလည်းဒီလိုပုံပုံတွေစီရင်ခဲ့တာဒီအတွက်ကိုရည်ရွယ်ခဲ့တာလည်းအများကြီးပါတယ်တမ်မန်လူတွေဖို့ကတော့ပီးယားတိတ်တိကိုဒနာတိတ်တိတို့မှာတော်တော်လေးစွမ်းပါတယ်လောကီလမ်းကြောင်းရှောက်နေတဲ့သူတွေအဖို့အတွက်ကတော့ပြောမပြတတ်လောက်အောင်ပါ တို့တော့ဝင်တုံတဲ့တလားပေါ့တကယ်လို့ကိုကညာတင်ကုန်အစ်စ်ကိုများရခဲ့တယ်ဆိုရင်အဲ့ဒီအစ်စ်ကိုကိုကလောဘစိတ်နဲ့များရောင်းဝယ်လုပ်ခဲ့တယ်ဆိုလို့ရှိရင်ဒီလိုရောင်းလိုက်တဲ့လူရဲ့မိသားစုမှာခိုက်တဲ့တာမျိုးတွေမိသားစုလိုက်ဒုက္ခရောက်တာမျိုးတွေကြုံရတတ်ပါတယ်ပြောရရင်သူကတုံးတဲ့ရင်စေးမတုံးတဲ့ရင်ဘေးဆိုတဲ့နေရာမှာလည်းပါပါတယ်ဗျကံမြပစ္စည်းဆိုတိုင်းကျွန်တော်တို့ကတမန်ကရှန်ကဝက်မှန်ဆွဲလိုမျိုးတော့ကျွန်တော်တို့ကသွားပြီးတော့ရောင်းဝယ်လုပ်လို့ရမနေပါဘူးဗျအတူစိတ်ခွဲခြားလို့မရတဲ့ပစ္စည်းတောင်မှသူကအနေအဆုံးစေးမြန်မာငွေ3000ကလောက် ဟုတ်ပါတယ်အယောင်းဝယ်လုံးမယ်ဆိုလို့ရဥမာကျွန်တော်ကတယောက်ကိုရောင်းမယ်ပေါ့ကိုရောင်းမယ်လို့ကမမြင်ရသေးတော့ညာလဲဝယ်သူရဲ့ပုံမှန်တန်တဲ့နဲ့မျက်နှာကိုကိုအိမ်မက်လာပေးတတ်တယ်ဗျနောက်နေ့လာဝယ်လူကြီးလိုက်ရင်လဲအဲ့လူကကိုအိမ်မက်ထက်လူနဲ့ချုပ်ဆိုးဖြစ်နေတဲ့တာမျိုးလဲကြုံရတတ်ပါတယ် ဲ့လိုဆိုရင်တော့ဒါလူမှန်နေပေါ့သူ့တော်ကိုရောင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့လိုမျိုးဟုတ်မတည်ဘူးဆိုရင်တော့နည်းနည်းတတိထားပါလိမ့်မယ်ပြီးတော့ तू ကနောက်ထပ်ဆေးထိုးတာတခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဂံမြတ်ပစ္စည်းတွေကြတော့စမ်းပြီးတော့မှရောင်းရတာလीအဲ့ဝယ်သူဝယ်လက်လာလို့ရှိရင် तू ကအစွမ်းသိမ့်မပြတ်တက်တယ်တဲ့မှာလဲပါတယ်ဗျတကယ်တော့တက်တည်နားလဲတဲ့လူလာဆိုလို့ရှိရင်တော့တန်ဖိုးရှိတယ်မရှိဘူးသူ့ဘာသူစုံဖြတ်ထားပါလိမ့်မယ်တချို့ကျွမ်းကျင်တဲ့သူတွေစမ်းတာကြတော့ဒီမီးနဲ့ညာတင်ကုတ်ရုပ်ရဲ့ပခုံးနားမှာဝဲကြည့်တာပေါ့နော်တော့မီးနဲ့ဝိုင်းကြည့်လို့ရှိရင် तू ကတက်တန့်ပုံစံမျိုးပေါ်တယ်လို့လည်းပြောကြတယ် ဒီနေရာမှာညာတင်ကုတ်ရဲ့တင်ငန်းယုံမှုယုံကြီးလေးကိုကျွန်တော်နည်းနည်းပြောပြပါအောင်မယ်။မြတ်စွာဘုရားကတော့တင်ငန်းကိုဘယ်ဘက်မှာယုံပါလဲ။ညာတင်ကုတ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တင်ငန်းကိုညာဘက်မှာယုံထားတာကိုကျွန်တော်မိတ်ဆွေတွေမြင်ရမှာဖြစ်ပါတယ်။ဧကတိဖြစ်တဲ့တင်ငန်းကိုလက်ဝဲပခုံးမှာတင်ရတော့လကောက်။တင်းမှန်ဖြစ်တဲ့တင်ငန်းကိုခါးထပ်ပိုင်းမှာတော့လကောက်။ဇုကုတ်တင်ငန်းကိုပခုံးထပ်နိုင်တော့လကောက်။ဒါကတော့ဘုရားယဟန်သာပြည့်စေကဗုဒ္ဓအစပြုလို့တန်ဃာတော်တွေအားလုံးကဝင်းဒီထဲမှာဒီနေ့တိုင်းပဲသွားကြတာဖြစ်ပါတယ်ဗျ။ညာတင်ကုတ်လို့တော့ဘယ်သူမှညာဘက်မှာယုံထားတာမရှိပါဘူး။ ညာတင်ကုတ်တွေရဲ့တပောင်အတိုင်းပဲသူကဖျားမဟုတ်ညာတင်ကုတ်ဆိုတဲ့အတိုင်းပဲကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ်နောက်တစ်ချက်ကသူကကိုင်ကြီးလက်တဆုပ်ဆိုတဲ့အတိုင်းပဲတကယ်လို့လက်တဆုပ်သာပဲရှိပါတယ်တကယ်လို့များလက်တဆုပ်ထံများပုံနေခဲ့ဆိုလို့ရှိရင်သူကဆေးဖျားဆေးညာတင်ကုတ်သူတို့မဟုတ်လို့ရှိရင်အစီရင်ဖျားပဲဖြစ်ပါလိမ့်မယ်ဒီနေရာမှာညာတင်ကုတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ဝင်စားဆုံးအပိုင်းအောင်ရောက်လာပါပြီအဲ့ဒါကတော့ဘာလဲဆိုတော့ညာတင်ကုတ်တွေကိုပြုလုပ်ခဲ့တဲ့ပုံကိုယ်တွေကလောကီပညာဆရာတွေဖြစ်သလိုမျိုးဝိဇာလမ်းကြောင်းသွားနေတဲ့ပုံကိုယ်တွေဖြစ်ပါတယ်ကျွန်တော်တို့လူတွေကတခုခုကိုမှတ်ထားမယ်ဆိုလို့ရှိရင်နှုတ်ဆောင်မှာခြာရေးတာဖြစ်ဖုန်းထဲမှာစက်ခရင်ရှော့ရိုက်လိုက်တာဖြစ်ဖြစ်ကျွန်တော်မှတ်ထားတယ် ဘာလို့ဆိုတော့ကျွန်တော်ပြန်ရှာရတာလွယ်ကူလို့ဖြစ်ပါတယ်ဒီလိုပါပဲဒီဆရာတွေကလည်းတို့ရဲ့ဘဝတစ်ခုမပြီးဆုံးခင်မှာတို့ကြင်ညာအားထုတ်ခဲ့တဲ့မြန်ပညာရည်တွေအားလုံးတို့ကတစ်လုံးတစ်လုံးနဲ့မှာ save လုပ်ခဲ့ပါတယ် အဲ့ဒီ save လုပ်ခဲ့တဲ့ဟာကိုတို့ကနောက်ဘဝနောက်ခံနာရောက်တဲ့အခါမှာဒီတက်လုံးကိုတို့ကပြင်ပြီးတော့ရှာတယ်ဒီပြင်ရတဲ့တင်နဲ့တို့ကပြင်ပြီးတော့ပေါင်းဆက်ကြပါတယ်ပြီးတော့တို့နောက်ထပ်ခြေလမ်းတွေကိုဆက်ပြီးလမ်းကြပါတယ်အဲ့လိုမျိုးလမ်းနိုင်မှုတော့ကိုဒီတက်လုံးတွေကိုတို့ကဖြတ်ထားဖို့လိုအပ်လာပါတယ်ကျွန်တော်တို့လူတွေလို့တော့မိကန်တက်တာတွေထည့်ထားတာလုံးဆုံးမနေပါဘူးတို့ကကျွန်တော်တို့ထပ်ပို့ပြီးတော့ဉာဏ်ပညာကြီးမြင့်ပါတယ်အဲ့ဒီခါကျတော့တို့ကဖျားဆင်းလို့တော့ပုံစံမျိုးလေးတွေလုပ်ကြတယ်ဒါဖျားဖြစ်လဲမထားခြင်းဖျားကိုစော့ကားတယ်လို့လည်းဖြစ်မှာဆိုတော့ဝိသမလောဘသားတွေရဲ့အန်ရကိုလည်းတို့ကစိုးရိမ်တယ်အဲ့တော့လူတော်တော်များများအန်ရမပြုတ်ရဲကြတဲ့ဗုဒ္ဓဆင်းလို့တော့ပုံစံရုပ်ထုတွေကိုတို့ကပဓာနဲ့ပြုတ်လုပ်ခဲ့ကြတယ်အဲ့ထဲမှာ မှာသူတို့ပညာရေးတွေပြည့်နေတဲ့ဓာတ်လုံးတွေကိုထည့်ထားခဲ့ကြပါတယ်။အဲဒါကြောင့်လည်း လှုပ်ကြည့်ဂလုတ်ဂလုတ်ဆိုတဲ့ညာတင်ကုန်းဖြစ်လာတာဖြစ်ပါတယ်။ဘာလို့ဆိုအထဲမှာဓာတ်လုံးပါတယ်။ကျွန်တော်ရှေ့မှာပြောခဲ့သလိုဒီအရုပ်တွေကို၃ချိန်၃ငါးတိအရေချိုသည့်တိုင်အောင်ဒီအရုပ်တွေတိုင်းပဲပြန်ပြီးတော့ပေါ်တတ်ပါတယ်။ဒါကလည်းရှေးစရာတွေကသူတို့အစီမံနေနဲ့အများကြီးစီရင်ခဲ့တာပါ။ဒီဗရားနဲ့ဒီရုပ်ကိုပြုတ်လုတာကိုကြည့်ချင်းအဖြစ်လဲသူတို့ရေရှည်ခံအောင်လို့တခါတည်းကြိုးစဉ်းစားတာဖြစ်ပါတယ်။အခုကျွန်တော်တို့ line မှာမှတွေ့တွေ့နေရတဲ့ညာတင်ကုန်းတွေလိုမျိုးလက်ကဖြောင်းပြန်ဖြစ်နေတာတို့လက်နောက်ရောက်နေတာတို့ဘေးရောက်နေတာတို့ဖျားဆင်းမှုတော်တွေရဲ့တဒံဟန်ပန်းနဲ့မတူညီတဲ့လက်မျိုးတွေတွေ့ရဆိုအဲ့ဒီဟာညာတင်ကုန်းမဟုတ်ပါဘူးဗျ။ကျွန်တော်ရှေ့ကပြောခဲ့သလိုဖျားတွေတွေကအကျုံးဝင်ပါလိမ့်မယ်။ Maybe အစီရင်ဖျားတွေဖြစ် ြစ်ပေါ်ပေါ်များပါတယ်။တကယ်ညာတင်ကုတ်အစ်စ်တာဆိုလို့ရှိရင်တော့သူ့ရဲ့လက်အချိုးအစားလက်အနေထားဖခင်ရဲ့ဟန်မန်တရန်တိုင်းဖြစ်ပါတယ်ဗျ။ရှေ့မှာလေးခွက်အင်းတွေလက်ဝေတွေပါမှညာတင်ကုတ်လို့ကျွန်တော်ပြောခဲ့သလိုပဲအင်းတွေလက်ဝေတွေမပါတဲ့ညာတင်ကုတ်တွေလည်းရှိပါတယ်။ကျွန်တော်တော့စဉ်းစားမိသေးတယ်ညာတင်ကုတ်မှာဘာလို့လက်ဝေနှိပ်ထားခဲ့ရလဲ။ဒါပြုတ်လုတဲ့လူကသူ့ရဲ့လက်ဝေကိုထားခဲ့တာလား။ဒါမှမဟုတ်ကျွန်တော်တို့ဖုန်းစကရင်တွေကိုဒီလိုလောနဲ့ဖွင့်သလိုမျိုးလက်ဝေများထားခဲ့တာလား။အဲ့လောက်ဒီကျွန်တော်တို့ရင်ပါတယ်အဓိကတော့ညာတင်ကုတ်ရဲ့အပြင်းမှန်းအသွင်တွေကအရေးမကြီးလာပါဘူးအထက်ကဓလုံးကသာအနစ်ဖြစ်ပါတယ် အဲအားကြောင့်လဲသူကတည်သူဖို့စာမတည်သူကြော်သွားဆိုပြီးတော့တပောင်ထွက်ခဲ့တာဖြစ်ပါတယ်ဒီကံမီယာပစ္စည်းဖြစ်တဲ့ညာတင်ကုတ်တွေကကျွန်တော်တို့လက်ထဲမှာယခုလိုမြင်တွေ့နေရတယ်ဆိုတာကလေဒီညာတင်ကုတ်တွေကိုကနအူးစီရင်ခဲ့ကြတဲ့ပုံကိုယ်တွေဖန်တီးခဲ့တဲ့ပုံကိုယ်တွေညာတင်ကုတ်တွေမှာရှိတဲ့ဓလုံးတွေနဲ့ပတ်သက်ဆက်နွယ်ခဲ့တဲ့ပုံကိုယ်တွေကအခြားခြားသောဘုံတစ်ခုကိုရောက်သွားပြီးတော့လူဘုံလူဘွားကိုပြန်ပြီးတော့ဖြစ်မလာတာမျိုးချောင်းကိုကျွန်တော်တို့သုံးသပ်လို့ရပါတယ်တကယ်လို့သူတို့ကလူဘုံလူဘွားကိုပြန်ရောက်လာခဲ့တဲ့ဆိုလို့ရှိရင်ကျွန်တော်မျက်စိရှိမှဒီညာတင်ကုတ်အယုတ်တွေက မြင်နေရစရာအကြောင်းမရှိတော့ပါဘူး။အဲဒါကြောင့်လည်းညာတင်ဟုတ်ဆိုတာရှားဖတ်ပစ္စည်းတွေမှာပါနေရဖြစ်ပါတယ်။ကျွန်တော်ပြောခဲ့ပါတယ်မြန်မာတနိုင်ငံလုံးမှာတော့တကယ်အထူးကြနှစ်ခုလောက်ပဲရှိလို့ပြောပါတယ်။ဝိဇာလန်းကြောင်းမှာပဲရုပ်ပြောင်းနံခွာဆိုတာလည်းရှိပါတယ်။တချို့ကလည်းအရှင်တော့တချို့ကလည်းအသေးထွက်လို့လည်းပြောကြတယ်။အဲလိုပဲပေါ့နော်ကျွန်တော်ဒီရုပ်ဒီခန္ဓာကိုခြုံငိမ့်လိုက်ပြီးတော့နောက်ရုပ်နောက်ခန္ဓာနဲ့ဒီပစ္စည်းတွေဒီဓာတ်ပစ္စည်းတွေနောက်ကိုပြန်ပြီးတော့လိုက်ရှာတဲ့တဲ့ပုံပုံတွေလည်းရှိတယ်။အဲဒါကြောင့်လည်းညာတင်ဟုတ်တွေကသူတို့ပန်ရှင်စီပြန်ရောက်သွားကြတာများတဲ့အခါကျတော့ပန်ရှင်မဲ့နေတဲ့ညာတင်ဟုတ်တွေကအနည်းငယ်ပဲရှိတာဖြစ်ပါတယ်။ မြေတို့ပင်ဆိုစေကမူဒီညာတေကုတ်တရားဝိဇာလမ်းကြောင်းကိုရှောက်နေတဲ့လူတယောက်ရဲ့လက်ထဲမှာများရောက်သွားမယ်ဆိုလို့ရှိရင်တော့အရန်ကိုအတုံးဝင်တဲ့ပစ္စည်းဖြစ်သွားပါလိမ့်မယ်။အဲလိုမှမဟုတ်ဘဲနဲ့ဝိသမလောဘသားတွေလက်ထဲရောက်သွားမယ်ဆိုလို့ရှိရင်လေသူကမကောင်းတဲ့ဘက်မှာတပတ်ကန်းကကိုဖြစ်သွားနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်သွားနိုင်ပါတယ်။အထက်ဝိဇာကြီးရဲ့အလိုကြပါတော့။အထက်ဝိဇာကြီးတွေဆိုတာကလည်း သာသနာပြုလမ်းကြောင်းလေးလျှောက်တယ်ကျင့်စဉ်နေနောက်ကိုပဲသွားခဲ့ကြတာပါအဲဒါကြောင့်လဲဒီပုပ်ဖို့တွေကဒီလိုခံမရဆန်တဲ့ပစ္စည်းတွေကိုသာသနာပြုမဲ့လူတွေလက်ထဲကိုပဲခြံထားတတ်ကြတာများပါတယ်ဒါမှသာလေဒီရုပ်တွေရဲ့အစွမ်းနေနေပဲသာသနာပြုတဲ့လမ်းကြောင်းဖြောင်ဖြောင်ကြီးလျှောက်နိုင်မှာဖြစ်ပါတယ်ဘုရားမဟုတ်ညာတေဟုတ်ဆိုတာဒါပဲဗျဘုရားလို့ထင်ရဘုရားမဟုတ်ဟုတ်ကျင်လဲဆိုအတန်ကြီးပဲဟုတ်တယ်ဟုတ်တယ်ဗျာလက်ရအောင်ဆိုဟုတ်ခေါခေါ တပီတပတပတော့လဲပြပြီပေါ့အောက်ကျန်တာတန Thank you. ဖြစ်တော့မှာဖြစ်လို့ကဒါအိမ်ကြီးရတယ်ကျွန်တော်ကဒီအရုပ်ကိုရခဲ့မယ်။ဒီရုပ်ခေတ်ကတလုံးကိုသာကျွန်တော်ပိုင်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဘာတွေလုပ်မိနေမလဲ။ပြီးပါဘူး။ဆိုတော့ကျွန်တော်တကယ်ပဲသာသနာ့ပြုလမ်းကြောင်းကိုရှောက်မိနေပါလား။ဒါဒီမဟုတ်ရင်ကျွန်တော်လူတိုင်းတပြီးရနေတဲ့ခါကျတော့လောဘစိတ်နောက်ကိုများကျွန်တော်ပါသွားမိမလား။ကိုကိုကိုလည်းမသိပါဘူး။ ကျွန်တော်မိတ်ဆွေတွေရောဒီအယုတ်လေးကိုရခဲ့မယ်။ဒီအထက်ကလိုတားရမယ့်ဓလုံးလေးကိုများပိုင်ဆိုင်ခဲ့မယ်။လမ်းကြောင်းတစ်ခုကိုရောက်ပြီးသားဓလုံးကိုပိုင်ဆိုင်ခဲ့မယ်ဆိုကျွန်တော်မိတ်ဆွေတွေဘာတွေဆက်လုပ်ဖြစ်မှာလဲကျွန်တော်သိချင်ပါလိမ့်မယ်။ကွန်မန့်လေးတွေမှာရေးပေးခဲ့ပါအောင်နော်။ကျွန်တော်တို့ခုလိုရှာဖွေပြီးတင်ဆက်ပေးတဲ့အကြောင်းအရာလေးတို့ကျွန်တော်မိတ်ဆွေတွေသဘောကျတယ်နှစ်ချိုက်တယ်ဆိုလို့ရှင်ကျွန်တော်ဗီဒီယိုလေးကို share ပြီးတော့အားပေးကြပါ။ကျွန်တော်တို့ like share comment လေးနဲ့ပေးပြီးတော့အားပေးကြပါ။ကျွန်တော် channel လေးကို subscribe လုပ်ပေးပါ။ကျွန်တော်တို့ Facebook page လေးကို see face လေးလုပ်ပေးပါ။နောက်ထပ်နောက်ထပ်ကျွန်တော်တို့ဘလို့အကြောင်းအရာလေးတို့တင်ဆက်ပေးစေချင်တယ်ဆိုတာလေးကိုလည်းကွန်မန့်လေးတွေမှာစာလေးတွေချမ်းပေးခဲ့ပါအောင်ဗျာ။နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ဆုံကြပါမယ်ဗျာ။ကျေးဇူးတင်ပါတယ်